သူတာသေးကိုထောက်ခံသူများဖိလစ်ပိုင်နိုင်ငံအတွင်းကောက်ွက်ဆန္ဒပြနေဖိလစ်ပိုင်တမရဟောင်းသူတာသေးကိုဖန်စီထိန်ထိန်ကနေသာလန်နိုင်ငံတီဟီမြို့တရားရုံးကိုလွှဲပြောက်ပေးအပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးဖိလစ်ပိုင်နိုင်ငံမှာညှင်းပွားမှုတွေပုံမှုဖြစ်ပွားလာခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံသဝန်ရှင်မြို့တွေမှာသူတာသေးကိုအားပေးထောက်ခံသူတွေက သူတာသေးဖန်စီခံရမှုအပေါ်ကောက်ွက်ဆန္ဒပြနေကြပြီးမလ၁၄ရက်ကလည်း ဒါပါအိုပြင်းတဲ့အတွင်ကသူသာသေးရဲ့နေအိမ်မှာစုတောင်းပွဲတွေလှုပ်ဆောင်ပေးခဲ့တယ်လို့ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမြို့ရဲ့တရားရုံးချုပ်အပြင်ဘက်မှာလည်းဆန္ဒပြခဲ့ကြောင်းသိရပါတယ်။သူသာသေးပြန်လည်လွမြောက်ရေးအတွင်ဖျောင်းနိုင်ထွန်းကဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ဒါပြင်မတ်လ17ရက်ကလည်းဆန်ဖာနန်ဒိုမြို့မှာသူသာသေးကိုအားပေးထောက်ခံသူတရားကျော်ဟာစုတောင်းပွဲတွေလှုပ်ဆောင်ခဲ့ပြီးသူသာသေးရုပ်ပုံတွေကင်ဆောင်ကအားပေးထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တာမရဟောင်းဒူတာဒီဟာတာမရအဖြစ်တာဝန်ယူခြင်းအတွင်းပြုလုပ်ခဲ့တဲ့မူရင်းစေဝါစစ်ပွဲမှာလူပေါင်းထောင်ချီတည်ဆောင်းခဲ့မှုနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာဖန်စီခံရကမတ်လ14ရက်ကတီဟီမျိုးရှိနိုင်ငံတကာရန်စွတ်တရားရုံးမှာရုံးတင်စစ်ဆေးခံနေရတယ်လို့သိရပါတယ်ဖိလစ်ပိုင်တမရဟောင်းဒူတာတီရဲ့တမိဖြစ်သူဆာရာဒူတာတီကလည်းဖိလစ်ပိုင်ပြည်သူတွေကိုစုစည်းညီညွတ်စွာရည်တည်ပုံတိုက်တွန်းတောင်းဆိုထားပါတယ် သူသားသေးရဲ့ရှင်နေအဖွဲဟာသူသားသေးကိုယာယီပြန်လှုပ်ပေးဖို့အကျိုးပေးနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။မလာဆလေရက်ကနိုင်ငံတကာရဆိုးတရားရုံးမှာစစ်ဆေးမှုမစတင်ခင်သူသားသေးရဲ့ရှင်နေဖြစ်သူကသူသားသေးဟာပြန်ပြီးဆွေးခံရခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။အသက်89နှစ်အရွယ်ရှိသူသားသေးဟာ မလ၁၇မှာဖန်းစီခံရပြီးနောက်အမှုကိုစုံစမ်းစစ်ဆေးဖို့မလ၁၄ရက်ကနိုင်ငံတကာရသဖို့တရားရုံးမှာပထမဆုံးရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်တယ်လို့ဒူတာတေးရဲ့တမိဖြစ်သူဆာရာဒူတာတေးကစုံစမ်းစစ်ဆေးမှုတွေကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။နိုင်ငံတကာရသဖို့တရားရုံးတရားသူကြီးကဒူတာတေးဟာစိတ်ပိုင်းဆိုင်ရာကောင်းမွန်တယ်လို့ကျမ်းမာရေးကောင်းမွန်တယ်လို့ပြောပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။